သခင်ယေရှုခရစ်တော်ကကောင်းကင်နိုင်ငံကိုတွားခြင်းတဲ့သူကဘလို့အသက်ရှင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဥပမာများစွာကိုပေးပြီးတော့မှသွန်သင်ခဲ့ပါတယ်။အဲ့ဒီဥပမာတွေအများကြီးထဲမှာ ရှမသဲခရစ်ဝင်အခန်းကြီး73ကတော့အလုံးကို နားလည်စေတဲ့ဥပမာဖြစ်ပါတယ်။အဲ့တော့ကောင်းကင်နိုင်ငံတွားခြင်းတဲ့သူရဲ့အသက်တာမှာဘလို့အသက်ရှင်ရမလဲဆိုရင်เนาะကျွန်တော်တို့ မြေလေးမျိုးကိုလည်းသခင်ရှိဥပမာပေးခဲ့တယ်။နော်တော်မျိုးစစ်နဲ့ကောင်းသောမျိုးစစ်ကိုလည်းဥပမာပေးခဲ့တယ်။နောက်မှဟွက်ထားသောဖန်တာနဲ့ပလဲပုံဥပမာဆိုပြီးတော့လည်းဥပမာပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီနေ့နော်ဒီဒီဟွက်ထားသော ပန္ဒာနှင့်ပလဲပုံဥပမာကကျွန်တော်ခရိယန်တွေအတွက်ကို များစွာသွန်သင်လျက်ရှိပါတယ်။အဲ့တော့ရှမသဲခရိဝင်ခန်းကြီး73ခန်းငယ်54မှာဗာပြောလဲဆိုရင် တနည်းကကောင်းကင်နိုင်ငံတော်သည်လယ်၌ဝတ်ထားသောပန္ဒာနှင့်တူ၏ထိုပန္ဒာကို တွေ့တော်သူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလျှင်မိမိရထက်သမျှကို ရောင်း၍ထိုလေကိုဝယ်လေ၏။အာမင်။ အဲ့တော့ဒီမှာကောင်းကင်နိုင်ငံတော်ဆိုတာဘာလဲဆိုရင်တဲ့နော်ယတနာတစ်တာကိုတွေ့တဲ့သူနဲ့တူတယ်အယတနာတစ်တာဆိုတာဘာလဲအထက်မှာရွှေငွေကြောက်ကောင်းပရမားနီလာမအစအစိမ်အမျိုးစုံပါတဲ့ဇေနာတစ်တာဖြစ်ပါတယ်အဲ့ဒီယတနာတစ်တာကို ပိုင်ဆိုင်ရရှိခဲ့မယ်ဆိုရင် အဲ့ဒီရန်နာတက်တာတွေမှာပါတဲ့ရန်နာတွေကိုထုခွဲ ရောင်းချပြီးတော့မှမိမိတို့လိုအပ်တဲ့เนาะအိမ်ပစ္စည်းတွေเนาะအဝတ်အစားတွေအသုံးဆောင်တွေအစားအသောက်တွေကိုအကောင်းဆုံး စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်အစင်းရဲတဲ့အခြေခံလူဒန်းစားကနေပြီးတော့မှတကယ်ပြည့်စုံစုပ်လင်ချမ်းသာကြွယ်ဝတဲ့သူအဖြစ်ကိုပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်ဒီ ယတနာတတဗန္နာကိုလူကျင်တဲ့သူတွေကများပါတယ်။အဲ့တော့အဲ့လိုယတနာတတဗန္နာကနော်ဥသခင်ယေရှုဥပမာပေးတဲ့အရာတွေမှာကောင်းကင်နိုင်ငံတော်ကိုရသွားတဲ့သူကအဲ့ဒီယတနာတတကိုရသွားတဲ့သူနဲ့အတူတူပဲလို့ပြောပါတယ်။အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်နော်အဲ့တော့အဲ့ဒီဗန္နာကိုတွေ့တဲ့သူက တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်တွားပြီးလင်ရတသမျှကို ရောင်း၍ထုလေကိုဝေတတ်၏ ဲ့တော့အဲ့ဒီဘန္နာကိုတွေ့တော်သူဟာဘာလို့နောက်တစ်ဖန်ဖုံးအုပ်တာလဲဘာလို့သူ့မှာရှိတဲ့ဥစ္စာပစ္စည်းတွေအကုန်ရောင်းပြီးတော့မှအဲ့ဒီလေမြေကိုဝယ်တာလဲဆိုရင်အဖြေကရှင်းပါတယ်အဲ့ဒီလေမြေကိုဒီတွေ့တဲ့သူကမပိုင်လို့ဖြစ်တယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်ကဥပမာတစ်ခုနဲ့ပြောမယ်ဆိုရင်နော်အဲလေသူများအိမ်မှာလေသူရင်းကားလှုပ်တဲ့သူနော် တစ်ယောက်ကနော်ဒီနေ့တထေးရဲ့လေကိုလှုပ်ပေးရတယ်နော်အဲ့တော့တတိမာကလင်မြေတွေချက်မြေတွေအများကြီးရှိတဲ့အခါမှာเนาะဒီနေ့လယ်ဆိုက်ချိန်ဆိုရင်လယ်ဆိုက်ရတယ်ဥယျင်ဆိုက်ချိန်ဆိုရင်ဥယျင်တွေကိုဆိုက်ရတယ်လယ်ဆိုက်လို့လည်းပြီးပြီဥယျင်ဆိုက်လို့လည်းဥယျင်ဆိုက်ဖို့လည်းပြုပြင်လို့ပြီးသွားပြီဆိုရင်ဘာလုပ်လဲဆိုရင်ဒါလေယာမြေအစ်စ်တွေကိုတိုးချဲ့ရပါတယ် အဲ့တော့ဒီရှမသက်ခန်းကြီး7344မှာပြောတဲ့စကားအရာကတော့เนาะဒီလူကလေယာမြေကို ရှိပြီးသားလေယာမြေကိုစိုက်ပြီးရဲ့အခါမှာသူကလေယာမြေအစ်စ်ကိုတိုးချဲ့ရပါတယ်အဲ့တော့လေယာမြေအစ်စ်ကိုတိုးချဲ့တဲ့အခါတိငုတ်တွေတူးရတယ်ကြောက်တုံးတွေကိုဖယ်ထုတ်ရတယ်เนาะမညီတဲ့မြေပြင်တွေကိုညှိရတယ်သူကဒီလိုအလုပ်တွေကိုလှုပ်ဆောင်ပေးရပါတယ် ဲ့တော့တတိယဒီ channel ထဲမှာ လေယာမြေအစ်စ်ကိုတွေးချက်ဖို့ရန်အတွက်နော်ဒီနေ့တင့်ငုတ်ဒီတူးကြောက်တုံးတွေကိုရွှေ့နေတဲ့အချိန်မှာသူကဒီယနာတစ်တာကိုတွေ့သွားတာဖြစ်တယ်။အဲ့တော့အဲ့လိုတွေ့သွားတဲ့အခါမှာသူကဒီယနာတစ်တာကိုသစ္စာရှိစွာနဲ့တတိယကိုသက်ပြန်ပေးလိုက်မယ်ဆိုရင်သူ့အတွက်နော်ဒီနေ့ လက်စွပ်တခွင်းလဲလက်ဆောင်ရရရမယ်ဆွဲကြိုးတခုံးလဲလက်ဆောင်ရရရမှာဖြစ်တယ်ဒီတည့်ပို့ပြီးတော့မှမရနိုင်ပါဘူးဒါကြောင့်သူကညီလေးမပါနဲ့စွာနဲ့အဲ့ဒီတွေ့တဲ့ဇေနာတက်တာကိုသူကပြန်ဖုံးအုပ်လိုက်ပြီးတော့မှတတိစီကိုတွားပြီးတော့မှ တောင်းပန်ပြီးတော့ပြောဆိုပါတယ်เนาะတတိရဲ့အခုကျွန်တော်ခုတ်ထွင်နေတဲ့လက်ွက်နေရာလေးတောင်းစွန်းလေးကိုကျွန်တော်ကိုရောင်းပေးပါလားเนาะဒီလိုမျိုးတောင်းဆိုတယ် အဲ့တော့တထေးကလည်းပြန်ပြောတယ်မင်းကဘာဖြစ်လို့ဒီနေရာလေးကိုလူကျင်တာလဲမြေလည်းမကောင်းမွန်းတဲ့ထောင်စွန်းလေးပဲဖြစ်တယ်မင်းဒီလိုနေရာဘာကြောင့်လူကျင်လဲဆိုရင်ကျွန်တော်ကသတ္တမိတွေရှိတဲ့အခါမှာကျွန်တော်သတ္တမိတွေအတွက်เนาะဒီနေရာလေးကိုเนาะကျွန်တော်တို့လေယာမြေဖြစ် လုတ်ကန်စားတောက်ပြီးတော့မှအမွေထားခဲ့စင်းနဲ့ဆက်သဖြင့်เนาะတထေးလက်ခံလာအောင်ပြောတဲ့အခါမှာတထေးကလည်းနေတတ်မှတ်တဲ့ဈေးနဲ့ရောင်းပေးလိုက်ပါတယ်ဒါမဲ့သူကလေယာမြေတရင်သူရင်ငါဖြစ်တဲ့အတွက်ကြောင့်เนาะဒီနေ့ သူ့မှာဘာမရှိဘူးလဲဆိုရင်ဒီလေယာမြေချင်းချင်းလေးတောင်မှဝယ်ဖို့ပတ်စံမရှိတဲ့အခါမှာနော်ဒီနေ့ကိုမှရှိတဲ့အိမ်အိမ်ဆောက်ထားတဲ့အိမ်ခြံကိုလည်းရောင်းနော်ရှိတဲ့နွားတရှင်ကိုလည်းရောင်းမိမမှာဆင်ထားတဲ့နော်ရွှေတိုငွေစနကက်လေးတွေလက်စွပ်လေးကမှအစရှိသမျှကိုအကုန်ရောင်းပြီးတော့မှအဲ့ဒီတထည့်ရဲ့နော်ဒီနေ့ခြံစွန်းနာကအကွက်လေးကိုသုံးဝယ်တဲ့အခါမှာလူတွေကအယံအံ့ဩကြတယ်။အာမင်းကယူသွားပြီလား။မင်းကမင်းအိမ်လေးနဲ့ မင်းချန်လေးနဲ့မင်းနွားလေးနဲ့မင်းမိသားစုလေးအတိတ်ကြဖြစ်နေပြီဘာဖြစ်လို့မင်းမှရှိသမျှအရာတွေရောင်းပြီးတော့မ ဒီတထေးရဲ့ဘေးရဲ့အလုတ်ရှင်တထေးနော်မြေကြီးတောင်စွန်းကကြောက်တီပေါ်တဲ့နေရာတင့်ငုတ်တီပေါ်တဲ့နေရာကိုမင်းကဘာလို့ဝယ်လိုက်တာလဲလို့လူတွေကနားမလည်နိုင်ဖြစ်နေကြပါတယ်အဲ့တော့ဒီနေ့နားမလည်နိုင်ဖြစ်နေကြပြီမဲ့လဲဒီနေ့ဒီသူရင်းငါကတော့ဝမ်းမြောက်နေပါတယ်ဘာကြောင့်လဲဆိုရင်သူကဒီသူများအမြင်မှာကြောက်တီပေါ်တယ်ငုတ်တီပေါ်တယ်ဆိုတဲ့နေရာမှာဒီစေရနာတစ်တာကိုတွေ့ထားတာ哦ဒါကြောင့်ကျွန်တော်တို့ဒီຢာလေးကိုဆင်ခြင်မယ်ဆိုလို့ရှင်လဲ ကျွန်တော်တို့ရဲ့တက်တာပါကောင်းကင်နိုင်ငံစည်းစိမ်ချမ်းသာကောင်းကင်နိုင်ငံတို့ရဲ့နည်းနည်းချင်းတွေကိုတသရှင်သောဝိညာဉ်တော်ဖွင့်ပြခြင်းအဖြစ်နားလည်လက်ခံထားပြီးပြီဆိုရင်ဒီလောကမှာရှိတဲ့မိမိမှာပိုင်ဆိုင်တဲ့အရာအလုံးကိုသခင်ယေရှုနာမအတွက်ကျွန်တော်ဆွတ်လွတ်နိုင်တာဖြစ်တယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကလည်းပြောလဲဆိုရင်ဒီနေ့ကောင်းကင်နိုင်ငံတော်ဟာလယ်၌ဟွက်ထားတဲ့ဗန္နာနဲ့တူတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အကြောင်းအရာလေးကိုပြန်ဆက်မယ်ဆိုရင်နော် ခုနကဒီနေ့ပတ်ဝန်းကျင်ကလူတွေကဒီလက်စင်းငှားကိုနားမလည်နိုင်စွာနဲ့ယူသွားပြီးအုံနောက်မရှိတော့ဘူးလို့ထင်ပေမဲ့သူကအဲ့ဒီချက်မြေကိုဝယ်ပြီးတော့မှအဲ့ဒီချက်မြေထဲမှာသူတွေ့ထားတဲ့ရေနာတက်တာတွေကရေနာစင်ရွှေငွေကြောက်ပဒမြနီလာတွေကိုပြန်ပြီးရောင်းချတဲ့အခါမှာသူ့မှာဆုံးရှုံးလိုက်ရတဲ့နွားတရှင်းမကနွားအရှင်းတရာလည်းဝယ်နိုင်ပါတယ်။တော့သူ့မိမရဲ့ငကက်မကနကက်ဆင်ရန်ကိုလည်းဝယ်နိုင်ပါတယ်။ သူ့ရဲ့အိမ်ချမ်းမြေကျဉ်းကျဉ်းလေးမှအစနော်ဗိမာန်နဲ့အမျှကြီးတဲ့အကြီးကြီးကိုလည်းသူဝယ်သွားနိုင်တယ်။ဘာကြောင့်လဲသူတွေ့တာကယေရနာတစ်တာကိုတွေ့လို့ဖြစ်တယ်။အဲ့တော့ဒီယေရနာတစ်တာကိုရဖို့အတွက်သူ့မှာရှိသမျှကိုအကုန်ရောင်းပြီးတော့ဝယ်တယ်လို့ကျွန်တော်တို့လည်းကောင်းကင်ဘန္နာစီစဉ်ချမ်းသာကို တွေ့သွားပြီဆိုရင်သရှင်သောဝိညာဉ်တော်ဖော်ပြခြင်းအဖြစ်နားလည်သွားပြီဆိုရင်ကျွန်တော်တို့မှာရှိတဲ့ကြက်မှချင်းကျွန်တော်တို့မှာရှိတဲ့လှပခြင်းကျွန်တော်တို့မှာရှိတဲ့ငွေစည်းကျွန်တော်တို့မှာရှိတဲ့ချမ်းမြေတွေမှအစတော့ကျွန်တော်တို့ရဲ့အတ္တတာအကုန်လုံးကိုဖျားသခင်နိုင်ငံတော်အတွက်ကိုအသုံးပြုပြီးတော့မှပါဝင်ခြင်းအဖြစ်ဒီကြီးမြတ်တဲ့ကောင်းကင်ဘန္နာအတွက်ကိုဝယ်ဝယ်နိုင်တယ်ဆိုတာကိုကျွန်တော်နားလည်လို့ရပါတယ်ဒါကြောင့်လောကမှာရှိတဲ့လူတွေက ကျွန်တော်တို့ကိုနားမလဲစွာနဲ့ပြောကြတယ်။ဟာဒီလူလောကခဏလေးတည်းမှာမင်းစိတ်ချမ်းသာအောင် နေစမ်းပါ။ဘာဖြစ်လို့ဒုက္ခဆင်းရဲခံနေမလဲ။စိတ်ပင်ပန်းစွာနဲ့စိတ်မွန်းကျက်စွာနဲ့ဘာလို့လုံနေမလဲ။နော်အမှုတော်ဆောင်အလုကခက်ခဲတယ်။လောကထဲမှာကိုယ့်အကူနော်စီးပွားရေးတစ်ခုလုပ်ပြီးတော့မှအသိန်းတော်မှာပုံမှန်ပါဝင်ပြီးပြီပဲ။နော်အသိန်းတော်ကိုကုညီပန်ပိုးလိုက်ရင်ရပြီပဲ။နော်ဘာဖြစ်လို့ဒီလိုခက်ခက်ခဲခဲအမှုတော်ဆောင်ပြီးတော့မှစိတ်ပင်ပန်းကြီးစွာနဲ့တွားနေမလဲလို့နော်ကျွန်တော်တို့ လူတွေကကျွန်တော်တို့တွေကိုနားမလည်နိုင်ဖြစ်ကြပါတယ်အဲ့တော့ကျွန်တော်တို့တွေကလည်းကိုယ့်ကိုယ်တိနားလည်ဖို့ကငါတို့ကဒီလောကမှာဆုံးရှုံးလိုက်ရတဲ့အရာတွေလက်လွတ်လိုက်ရတဲ့အရာတွေမယူနိုင်ခဲ့တဲ့အရာတွေရှိပေမဲ့လည်းကောင်းခင်နိုင်ငံတော်မှာဒီလောကတဲ့ကိုအစထောင်ပေါင်းသိန်းပေါင်းတောင်ပေါင်းများစွာတားတဲ့အရာကိုပြန်ရမှာဖြစ်တယ်ဆိုတာကိုသိပြီးတော့မှယုံကြည်ခြင်းနဲ့ဆုတောင်းခြင်းနဲ့နော်တစ္ဆာမဖြစ်ဘဲနဲ့တည်တည်ကြည်ကြည်နဲ့ကျွန်တော်တို့သွားဖို့လိုပါတယ်အဲ့ဒီလိုမသွားဘူးဆိုရင်ကျွန်တော်တို့လည်းလမ်းမှာပြတ်ကျတဲ့နော်ဒီ နေစွန်ကဲ့သို့နော်လမ်းမှာပြတ်သွားတဲ့တင်ဘောကဲ့သို့ပျက်စီးနစ်မြုပ်ခြင်းကိုရောက်မှာဖြစ်တယ်။လိုရာပန်းနိုင်ကိုမရောက်ဘဲနဲ့လမ်းခီးမှာပျက်စီးပျက်စီးသွားရင်အင်မတန်နှမျောစရာကောင်းပါတယ်။ဂျူရာရှကာယုတ်လည်းနော်အစမှာကောင်းကင်နိုင်ငံသွားဖို့ရန်အတွက်သခင်ရှိခွတ်တော်ကအတူတူခေါ်ခြင်းခံရတော်များလဲလမ်းခီးမှာယုံကြည်ခြင်းပြတ်သွားတဲ့အခါမှာနောက်ဆုံးကိုယ့်ကိုယ်ကိုဇွဲကျိုးချပြီးတော့မှတည်ပြီးတော့မှအ ကိုခန္ဓာရောအသက်ဝိညာဉ်ရောပျက်စီးသွားတာဖြစ်တယ်။ရှင်မင်းလျှောလူလဲဘုရားသခင်ကရွေးရွေးကောက်ချင်းမြောက်ပြီးတော့မှဘယင်ဖြစ်တရားကိုချင်းမြောက်ချင်းခံရတော့ညာလဲတည်ကြည်မှုမရှိတဲ့အခါတစ္ဆာမရှိတဲ့အခါနားမထောင်တဲ့အခါမှာနောက်ဆုံးဓာတ်ထောက်ပြီးတော့မှကိုယ့်ကိုယ်ကိုလှဲတည်တဲ့အထိအောင် ပျက်စီးပြီးတော့မှခန္ဓာဝိညာဉ်ပျက်စီးခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့လည်းလမ်းခုလက်မှာပျက်စီးတဲ့သူမဖြစ်အောင်ယနေ့အကောင်းဆုံးပြင်ဆင်ဖို့လိုတယ်။အမှုတော်မြတ်ကိုသွားတဲ့အခါမှာဘုရားသခင်နိုင်ငံတော်အတွက်အသက်ရှင်တဲ့အခါမှာခက်ခဲမှုတွေပင်ပန်းမှုတွေအမျိုးမျိုးရှိတော်냐လဲဒီຢာတွေအတွက် ်လက်မလျှော့ဘဲနဲ့စိတ်မပြတ်ဘဲနဲ့ကောင်းကင်ဘန္နာရဲ့ကြီးမြတ်ခြင်းသခင်ယေရှုပြန်ပြီးမဲ့ဘုံစည်းစိမ်ကိုနှုတ်ကပတော်အဖြစ်သရှင်သောဝိညာဉ်တော်ဖော်ပြခြင်းအဖြစ်ကောင်းမွန်စွာနားလည်ခံယူပြီးတော့မှအာယူရဲရင်အသက်ရှင်ခြင်းအဖြစ်အဆုံးတအောင်တည်ကြည်ရမှာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကမကြခင်ပြန်ကြွလာတော့မဲ့အချိန်မှာကျွန်တော်တို့ဟာပူပြီးတစ္ဆာရှိစွာနဲ့ကိုရော့ကိုစောင့်နေနိုင်ရမှာဖြစ်ပါတယ်။အရောက်စီတိုင်းချီဆောင်ခြင်းမှာပါပြီးတော့မှ ကောင်းကင်နိုင်ငံဝန်ထမ်းတော်သူများဖြစ်ကြပါစေ။အာမင်။